ဆေးရုံဝန်ထမ်းဤအပေါ်မှာအခုလိုအပြုမှုလေးတစ်ခုကြောင့်လူပြောစရာဖြစ်နေတဲ့ခိုင်တင်းချီခင်မုံကိုခန်းနိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီမှာ Selling Insider Page ကနေပြီးတော့ပရိသတ်ဤအားလုံးကိုပြန်လည်လို့ချိုးဆိုပါရရှင်။နေ့အတော်ကြာအထင်းမှနေခဲ့ပြီးတော့ပြန်လွတ်လာပြီးတဲ့နောက်မှာဆေးရုံဝန်ထမ်းဤနဲ့သူ့ရဲ့ကြောင့်အပြုမှုလေးကြောင့်ချီချူးခံနေရတာကတော့ဒီဥဆောင်မင်းသမီးခိုင်တင်းချီရဲ့ခင်မုံကိုခန်းနိုင်ဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့တော်လို့ရှင်အလို့သမားဆက်ဆံရေးကအများကြီးမကောင်းနိုင်ပါဘူး။အထူး ဖြစ်ဆက်ယုံပိုင်ရှင်တွေဝန်ထမ်းများစွာခံထားတဲ့ကုမ္ပဏီပိုင်ရှင်တွေကဝန်ထမ်းတွေစီရောက်နေပြီးတော့အားသမျှလှုပ်အားတွေလိုချင်တာထိုက်တဲ့တရားဒဏ်စီမပေးချင်တာတွေရှိပါတယ်။အလို့သမားတွေဘက်ကလည်းလုပ်ငန်းရှင်ကိုသစ္စာမရှိတာရေးသားခိုးတာတွေရှိတာဖြစ်ပါတယ်။ဒါကြောင့်လည်းအခုခေတ်မှာအလို့ရှင်တဲ့အလို့သမားတွေထွေးရဆက်ဆံရေးရှိဖို့ဆိုတာတော်ရုံတယုံစိတ်ထားကောင်းရုံနဲ့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြီးရဲ့ခင်ပွန်းကိုခန့်နိုင်ကတော့အလို့သမားတွေအပေါ်မှာတွေထွေးရဆက်ဆံရေးတိဆောက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။အခုဆိုရင်တော့ခိုင်သိန်းကြီးခင်မွန်ကိုခန့်နိုင်ပြန်လွတ်လာပြီးတော့ စက်ယုံကိုပထမဆုံးလေပတ်ချင်းဝန်ထမ်းတွေကြိုဆိုကြတဲ့ဗီဒီယိုဖိုင်ကအင်တာနက်ပေါ်မှာပြန့်နှံ့လာခဲ့တာဖြစ်ပါတယ်။ဒီဥဆောင်မင်းသမီးခိုင်သိန်းကြီးခင်မုံကပြန်လည်လုံမြောက်လာအပြီးစက်ယုံကိုသွားကြည့်တဲ့အချိန်ဝန်ထမ်းတွေကကိုခန်းနိုင်ကိုပန်းခင်းပြီးတော့ပန်းကင်းလနဲ့ကြိုဆိုခဲ့တာဖြစ်ပါတယ်။ဒါအပြင်အောင်တပြေနဲ့လည်းစီးပွားလလဘတူအောင်ကြိုဆိုခဲ့ကြတာလည်းဖြစ်တယ်။ခိုင်သိန်းကြီးခင်မုံကစက်ယုံဝန်ထမ်းတွေတကယ့်ဆွေမျိုးရင်းတွေလို့နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။စက်ယုံဝန်ထမ်းတွေကလည်းနှွေးထွေးစွာကြိုဆိုကြတာဖြစ်ပါတယ်။ဒါကိုကြည့်ကြအား ဖြင့်တရုတ်ဆောင်မင်းသမီးခိုင်သိန်းကြီးရဲ့ခင်ပွန်းကိုခန့်နိုင်က အခုခေတ်လောဘသာလုပ်ငန်းရှင်တွေလို့မဟုတ်ဘဲနဲ့ဝန်ထမ်းတွေအပေါ်မှာစိတ်ထားကောင်းပြီးတော့ကျင်နာတတ်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဆိုတာသိကြသွားတာဖြစ်ပါတယ်။ဒီလိုဝန်ထမ်းတွေအပေါ်မှာစိတ်အားထက်သန်လို့လားမြစ်တာဆိုတာအသွားပြန်တဲ့ဝန်ထမ်းတွေကပြန်လည်လေးစားချစ်ခင်ကြတာဖြစ်တယ်။ဒါကြောင့်လဲကိုခန့်နိုင်တဲ့ခိုင်သိန်းစီကိုပရိသတ်တွေကလေးစားချီးကျူးနေကြတာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းဒီဥဆောင်မင်းသမီးခိုင်သိန်းစီဆိုတာကတော့အစောပိုင်းမှာကလေးကအနုပညာလောကမှာပေါ်ပါစွာနဲ့ပျော်ရွှင်စွာနေ ထိုင်တဲ့မင်းသမီးတလက်ဖြစ်တဲ့ဆိုပြီးတော့ပရိသတ်တရားလဲချစ်ခင်အားပေးပြီးသားဖြစ်ပါတယ်ဒီလိုအောင်မြင်တဲ့မင်းသမီးတလက်ဖြစ်တဲ့တရုတ်ဆောင်မင်းသမီးခိုင်သိန်းစီကငယ်ရစဉ်အချိန်မှာပဲစီးပွားရေးလုပ်ငန်းရှင်ကိုခန့်နိုင်တဲ့အိမ်အောင်ကြခဲ့တာဖြစ်ပါတယ်အဲဒီနောက်မှာတော့တရုတ်ဆောင်မင်းသမီးခိုင်သိန်းစီနဲ့ကိုခန့်နိုင်တို့ကသမီးလေးစန်ထီတာဦးကိုရရှိပြီးတော့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုတည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြီးခဲ့တဲ့ကာလအတွင်းမှာတော့တရုတ်ဆောင်မင်းသမီးခိုင်သိန်းစီရဲ့ခင်မွန်းကိုခန့်နိုင်က အကြောင်းရင်းကိစ္စတစ်ခုကြောင့်ဖန်စီချိန်သိမ်းတာခံခဲ့ရတာပါ။ဒါကြောင့်လည်းခိုင်သိန်းစီနဲ့တမီလေးစံထိထားဦးတို့ဒါမီနှယောက်တည်းကိုခန့်နိုင်ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ချိန်ရင်းခဲ့ရတာလည်းဖြစ်ပါရယ်။ဒါပေမဲ့လည်းခိုင်သိန်းစီနဲ့စံထိထားဦးတို့ကစီးပွားရေးလုပ်ငန်းကိုအချိန်မပြတ်ဆက်လက်ပြီးတော့လုပ်ကိုင်နိုင်တာဖြစ်ပါရယ်။ဒါကလည်းဆွမ်းနာပြောသလိုဝန်ထမ်းတွေကကောင်းလို့သစ္စာရှိလို့ဆိုရမှာဖြစ်ပါရယ်။ ဒါကကိုခန့်နိုင်ကဝရဏီအပေါ်မှာကောင်းထားလို့စေတနာမြတ်တာတွေရောင်ပြန်ဟဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်လည်းကိုခန့်နိုင်ပြန်လဲလွမြောက်လာတဲ့အချိန်မှာဝရဏီကမြတ်တာအပြည့်နဲ့ချူဆူခဲ့တာဖြစ်ပါတယ်။လူတွေကတော့အများအမ်းစိတ်ထားကောင်းပြီးတော့အေဂျင့်သာယာတဲ့ခိုင်သိန်းကီလိုမီတာစုလေးကိုလေးစားအားကျနေကြတာဖြစ်ပါတယ်။ပရိသတ်တရားကိုခိုင်သိန်းကီအမျိုးသားကိုခန့်နိုင်ကိုချူဆူတဲ့အပေါ်မှာဝရဏီအပေါ်ဘလို့မြင်လဲကောမန့်လေးထဲမှာရေးခဲ့ပေးပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။